်မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မတရားဖမ်းဆီးခံထားရသောဒေါအောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများအလုံးချွင်းချက်မရှိအ мян ဆုံးလွတ်မြောက်နိုင်ရေးအတွက်ဆက်လက်ကြိုးပမ်းအားထုတ်ပေးကြရန် NLD ကတောင်းဆိုအနာရှင်အဆက်ဆက်တို့၏မလုံမုံတိစိတ်ဓာတ်ဖြင့်တိုက်ခိုက်ချေမှုန်ဖြက်စီးသည့်ဖြစ်စေပြည်သူရှိနေသည့်ပါတီရှိနေမည်ဖြစ်သည် အကြံဖက်စစ်တဲ့အထူးရောင်ရွေးကောက်ပွဲအကောင့်ထဲမပေါ်ရန်မိဖက်အင်အားစုများအလုံးနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဟုထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ်။မြန်မာဒီမိုကရေစီကောင်ဆောင်တဦးဖြစ်သောဒေါ်အောင်ဆန်းစုကြည်ကျမ်းမာရေးမကောင်သည့်သတင်းကြားသိရ၍အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှအထူးစိုးရိမ်ပူပန်နေကြောင်းယနေ့စက်တင်ဘာလ28ရက်တွင်ထုတ်ပြန်အသိပေးထားပါတယ်။ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်တို့ကိုစစ်ကောင်စီကညီသည့်နေရာတွင်ဖမ်းဆီးချုပ်နှောင်ထားသည့်ကိုယနေ့ချိန်ထိမသိရှိရကြောင်း NLD ကဆိုပါတယ်။ ဆရာနာသိမ့်မှုကြောင့်ပေါ်ပေါက်လာသောမြန်မာနိုင်ငံ၏ပြည်ထနာများကိုဖြည့်ရှင်းရတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်မှပါဝင်သောဖိဆုံဆွေးနွေးမှုများသည်တည်လည်မှုမရရှိနိုင်ကြောင်းလည်း NLD ကပြောပါရယ်ထို့ကြောင့်မတရားဖန်ဆီးခံထားရသောဒေါအောင်ဆန်းစုကြည်နှင့်နိုင်ငံ၏အကျဉ်းသားများအလုံးချွင်းချက်မရှိအမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက်မိတ်ဆွေနိုင်ငံများပြည်တွင်းပြည်ပမိတ်ဖက်အင်အားစုများကဆက်လက်ကြိုးပမ်းအားထုတ်ပေးကြရလေ NLD ကတောင်းဆိုထားပါရယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့်လည်းအားလုံးနဲ့အတူဖိရောက်သွေးစည်းစွာပူးပေါင်းဆောင်ရွက်သွားရမည်ဟုဆိုပါရယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်ပြည်သူများထဲမှပေါက်ဖွားလာသောပြည်သူပါတီဖြစ်သည့်ဖြင့်အာဏာရှင်အဆက်ဆက်တို့၏မလိုမုံတိစိတ်ထားဖြင့်မိတို့ပင်တိုက်ခိုက်ချေမှုန်ဖျက်ဆီးသည့်ဖြစ်စေပြည်သူရှိနေသည့်ပါတီရှိနေမည်ဖြစ်ကြောင်းလည်း NLD ကပြောပါရယ်နိုင်ငံတကာအနေဖြင့်မြန်မာနိုင်ငံရဲ့ပြည်ထနာကိုလက်တလောပြည်လဲစေရေးအတွက်သာမဟုတ်ဘဲပြည်ထနာအရင်းအမြစ်ကိုသိရှိရန်လိုအပ်ပြီး အတုရောက်ရွေးကောက်ပွဲအပါအဝင်စစ်အာဏာရှင်စနစ်သက်ဆိုးရှိစေရေးကိုအထောက်အကူဖြစ်စေမဲ့ကိစ္စရများအားရှောင်ဖယ်၍ပြည်သူလူထု၏ဆန္ဒအပေါ်အခြေခံပြီးစဉ်စားဆောင်ရွက်ကြမှသာရေရှည်ခိုင်မာသောတည်ငြိမ်အေးချမ်းမှုကိုရရှိမည်ဖြစ်သည်ဟု NLD ကဆိုပါတယ်။အကြံဖက်စစ်တပ်၏အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာသောပြည်ထနာအရရဲ့ကြောင့်နိုင်ငံတကာနှင့်ပြည်သူလူထုကိုထပ်မံလှည့်စားရန်နိုင်ငံရေးတရားဝင်မှုရရန်ရည်ရွယ်ကအာနာလူစစ်တပ်သည်အတုရောက်ရွေးကောက်ပွဲတရက်ကိုကျင်းပမည်ဖြစ်သဖြင့် တရားဝင်မှုနှင့်တရားမျှတမှုလည်းရှိမည်မဟုတ်သောကြောင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လက်မခံအတိအမှန်မပြုပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း NLD ကပြောပါတယ်။ထို့တူရောင်ရွေးကောက်ပွဲအကောင့်ထဲမပေါ်ရန်မိဖက်အင်အားစုများအလုံးနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဟု NLD ထုတ်ပြန်ထားပါတယ်။တိုင်းသားလူမျိုးစုများ၏ဆန္ဒများကိုအလေးထားဆောင်ရွက်သွားမည်ဟုပြောကြားထားပြီးကတိကဝတ်အတိုင်းဒီမိုကရေစီပြည်တော်စုတည်ဆောက်နိုင်ရေးကနအူးလုပ်ငန်းစဉ်အဖြစ်ဖက်ဒရယ်ယူနစ်များအလိုက် ဂျာကာလာအစီအမံများဖော်ထုတ်အကောင့်ထဲဖော်ခြင်းကိုတက်ဆိုင်ရာယူနစ်တွင်ဘုံယီမန်ချက်တူနိုင်ငံရေးအင်အားစုများတော်လည်ရေးအင်အားစုများနှင့်အတူဆက်လက်အကောင့်ထဲဖော်မည်ဖြစ်ပြီးတိုင်းသားအင်အားစုများနှင့်လည်းရှင်းလင်းဖွင့်လင်းစွာဆက်ဆံရေးတိုးမြှင့်တည်ဆောက်သွားမည်ဟု NLD ကပြောဆိုထားပါသည်။ဆက်လက်ပြီးကြောင်မဲမြို့အဝင်6မိုင်ပတ်ချလေရှိစကန်းသာကြီးရွာကိုစကားစထက်မှန်သိမ့်ပိုင်အဆိုပါကြီးရွာမှတဆင်မိုင်းလုံးမိုင်းငေါမိုးကုတ်တို့အတွက်ဖြူဟာရအရေးပါတဲ့ မိုင်းတင်းရွာကိုချိန်ချောက်မှုတွေပုံမပြုတ်လောက်လာနိုင်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့အဝင်းမှာရှိတဲ့စကန်းသာကြီးရွာကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးကြောင်မဲမြို့ကိုရောက်ဖို့၆မိုင်ပတ်ချာလေတာလိုတော့တယ်လို့သိရပါတယ်။စစ်ကောင်စီအနေနဲ့နောင်ချိုမြို့ကိုရရှိပြီးတဲ့နောက်ဂုတ်ထိတ်တရာရဲ့တဖက်မှာရှိတဲ့ကြောင်မဲမြို့တွေကိုပြီးခဲ့တဲ့ဩဂုတ်လဒုတိယအပတ်မှာစတင်ကပြည်တော်စုလမ်းမအတိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအခုချိန်မှာတော့ကြောင်မဲမြို့အဝင်စခန်းသာကြီးရွာအထိရောက်ရှိလာနေတာပဲဖြစ်ပါတယ်။ အဆိုပါစကန်းသာကြီးရွာဟာကြောက်မဲမျိုးအတွက်ပြည်တော်စုလာမဘော်က DNL ရဲ့အကြီးဆုံးခန့်စစ်စခန်းဖြစ်ပြီးတိုက်ပွဲအတွင်စစ်ကောင်စီအနေနဲ့လေကြောင်းပုံကျဲမှုအဆမတန်ပြုလုပ်ကာတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စကန်းသာကြီးရွာကိုစစ်တပ်ဘက်ကသိမ်းပိုက်နိုင်ခဲ့တာနဲ့ပတ်သက်ပြီးစက်တင်ဘာလ26ရက်နေ့ကစစ်ကောင်စီလက်အောက်ခံ Telegram တွေကဥစားတင်ပြီးတဲ့နောက်မြေပြင်ဒေသခံအချို့ကလည်းအဆိုပါသတင်းအမှန်ဖြစ်ကြောင်းသတင်းဌာနကိုအတည်ပြုပါတယ်။စကန်းသာကိုစကားစရိရသွားပါပြီခင်ဗျာ။ စက္ကန်းသာရသွားရင်ကြားထဲမှာမွေးမြူရေးစုံနဲ့ရွာရှိသေးပေမယ့်ကြောင်မင်းနဲ့တဆက်သေးဖြစ်သွားပါပြီခင်ဗျာခူတိုင်းဆိုကြောင်မင်းလည်းမကြောက်တော့ဘူးခင်ဗျာဟုဒေတာကန်စီရေးသတင်းရင်းမြစ်တအူးကသတင်းဌာနကိုပြောပါတယ်အဲ့ဒီစက္ကန်းသာကြီးရွာမှာကြောင်မင်းမျိုးကိုတောင်မကပဲစစ်ကောင်စီရဲ့နောက်ထပ်စစ်ကြောင်းတွေထိုးစစ်ဆင်နေတဲ့မိုင်းတင်ကြီးရွာဘက်ကိုလည်းကတ္တရာလန်တိုင်းတဖြောင်းနဲ့လမ်းပေါက်နေတဲ့အတွက်မိုင်းတင်ကြီးရွာတိုက်ပွဲဟာပုံမှုပြင်းထန်လာနိုင်တယ်လို့လည်းလက်ကောက်မှဆက်လက်ပြောပါတယ် ခုဆက်ကဆတိန်သွားတဲ့စကန်းတာကနေမိုင်းတင်းတိကိုကက်တရာလန်ပောက်ပါရယ်။ဒါကြောင့်ဆက်ကဆအတွက်အတော်လေးအသာစီရသွားတဲ့အခြေအနေဖြစ်သွားတယ်ခင်ဗျာ။စစ်ကောင်စီအနေနဲ့ကြောင်မင်းမြို့နယ်အတွင်းကိုစတင်ထိုးစစ်ဆင်ကြတဲ့ကမြို့နယ်အတွင်းရှိနောင်ပိန်ကျေးရွာကြောင်မင်းမြို့သွားရလန်တလျှောက်တွေကိုတောင်မကကြောင်မင်းမိုင်းလုံးမိုင်းငော်နဲ့မိုးကုံမြို့နယ်တို့အတွက်အရေးပါတဲ့မိုင်းတင်းကျေးရွာကိုပါစစ်ကြောင်တစ်ကြောင်တီးတန့်ဖြန့်ကွဲပြီးထိုးစစ်ဆင်ခဲ့တယ်လို့လည်းသိရပါတယ်။ အဆိုပါမိုင်းတင်းကြီးရွာဟာဖြူဟာအရအရေးပါတာကြောင့် TNL တပ်ဖွဲ့ဝင်များအနေဖြင့်စစ်ကောင်စီစစ်ကြောင်းစတင်ထိုးစစ်ဆင်ကြတဲ့ကအပြဲအထန်ခုခံခဲ့တာတွေရှိတယ်လို့လည်းသိရပါတယ်။ခူတိုင်းစုံ မိုင်းတင်းလန်းစုံအတွက်လည်းအခြေအနေမကောင်းတော့ပါဘူးခင်ဗျာ။ပြီးတော့မိုင်းလုံးမိုင်းကောမိုးကုတ်လန်းပါစိတ်ပူစီရပါမိုးကုတ်ကြောင်မဲမိုင်းလုံးမိုင်းကောအတွက်အကြီးအကျယ်အကျက်ရိုက်ပြီးခင်ဗျာ။ စစ်ကောင်စီအနေဖြင့်လာမည့်ဒီဇင်ဘာလအတွင်းရွေးကောက်ပွဲကျင်းပမယ်လို့တရားဝင်ထုတ်ပြန်ကြေညာထားသလိုယခုထိုးစစ်ဆင်မှုတွေပြုလုပ်နေတဲ့ကြောင်မင်းမိုးကုတ်ဒေသတွေကိုပါရွေးကောက်ပွဲပြုလုပ်မဲ့မြို့နယ်စည်းရင်းတွေထည့်သွင်းကြေညာထားတာကိုလည်းတွေ့ရပါတယ်။ဒါပြင်ကြောင်မင်းမြို့နယ်ကထပ်မံသိမ်းပိုက်နိုင်ပါကမြန်မာပြည်အလဲပိုင်းမှာတက်စင်တရုတ်ရဲ့ဂျားဝင်မှုဖြင့်စစ်ကောင်စီကပြန်လည်ရရှိထားတဲ့လာရှိုးမြို့နယ်တစ်ဆက်ထဲလမ်းပေါက်ရန်ဂျားမှတီဘောမြို့တစ်မြို့သာကြံတော့တယ်လို့လည်းသိရပါတယ်။ ဆက်လက်ပြီးຫນွေဦးဒေါ်လာရည်သည် NLD ထဲဝင်နှုတ်နိုင်ခဲ့သည့်စစ်အာဏာရှင်စန့်ကျင်ရေးလှုပ်ရှားမှု၏စင်ကဲလိုက်ဟုဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ຫນွေဦးဒေါ်လာရည်သည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ထဲဝင်နှုတ်နိုင်ခဲ့သည့်စစ်အာဏာရှင်စန့်ကျင်ရေးလှုပ်ရှားမှုစင်ကဲလိုက်တစ်ခုဖြစ်ကြောင်း NUG အစိုးရယာယီသမရဒူဝါလက်ရှိလာကပြောပါတယ်။ယနေ့စက်တင်ဘာ28ရက်ကျင်းပသည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တီထောင်ခြင်း38နှစ်မြောက်အထိမ်းအမှတ်အခမ်းအနား၌၎င်းကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ မြေဦးတော်လိုင်ကြီးဟာလွန်ခဲ့သောနှစ်ပေါင်း38နှစ်လောက်ခရေကစတင်ခဲ့တဲ့ဒီမိုကရေစီလှုပ်ရှားမှုရဲ့အဆက်အဖြစ်လည်းယူဆနိုင်ပါတယ်။အဲ့ဒီဒီမိုကရေစီအရေးလှုပ်ရှားမှုမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာကြီးမားသောထည့်ဝင်မှုကိုကာယကံမြောက်ညှုံ့နှံခဲ့တဲ့နိုင်ငံရေးပါတီကြီးတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့တွေဦးတော်လိုက်ရေးကောင်းဆောင်အလုပ်ဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ကာယကံမြောက်ပေးဆက်မြုံနယ်မှုတွေကိုလေးနက်စွာဂုဏ်ပြုကြောင်းလေးစားစွာဥညွတ်ကြောင်းပြောကြားလိုပါတယ်ဟုယာယီသမရဒူဝါလက်ရှိလာက ပြောပါတယ် လက်ရှိအချိန်တည်စစ်အာဏာရှင်စန့်ကျင်ရေးတသက်ပြော၍မရတော့သလိုဒီမိုကရေစီအရေးတသက်နှင့်လည်းတင်းထိန်၍မရတော့ကြောင်းဖက်ဒရယ်အရေးကိစ္စများကိုပါထဲသွင်းလှုပ်ဆောင်နိုင်မှသာလူ့ဖွဲ့စည်းတစ်ခုလုံး၏အနာဂတ်လာရကောင်းကိုဖန်တီးနိုင်မည်ဖြစ်ကြောင်းလည်းပြောပါတယ်။ဒီနေရာမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အကြောင်းပြောဆိုရမှာကျွန်တော်တို့နိုင်ငံအတိုင်းပင်ကံဒေါအောင်ဆန်းစုကြည်ရဲ့အခမ်းအနားကိုမေးထားဖြောက်ထားလို့မရပါဘူး။ဒေါအောင်ဆန်းစုကြည်ဟာ NLD ပါတီရဲ့အဖွဲ့ကောင်းဆောင်ဆိုတာထက်ပိုပြီး နိုင်ငံရဲ့အဖို့မဖြတ်နိုင်တဲ့ကောင်းဆောင်တို့လည်းဖြစ်ပါတယ်ဒီနေ့ဒီချိန်မှာကျွန်တော်တို့လေးစားအားကြတဲ့ဒေါအောင်ဆန်းစုကြည်ဟာအကြံဖတ်မင်းအောင်လိုက်တဲ့စစ်အုပ်စုကမတရားဖမ်းဆီးချုပ်နှောင်ခံထားလျက်ရှိပါတယ်ကျွန်တော်တို့အလုံးအနေဖြင့်လေဒေါအောင်ဆန်းစုကြည်နဲ့မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့နိုင်ငံရေးအကျဉ်းသားများအလုံးလွတ်မြောက်ရေးကိုကြိုးပမ်းနေကြဆဲဖြစ်ပါတယ် ဒီလိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ပါတီကောင်ဆောင်များမတရားဖန်ဆီးထိမ့်သိမ်းခံထားရချင်းပါတီကိုဥဆောင်နေတဲ့တာဝန်ရှိသူများအနေနဲ့လည်းဒီလိုခက်ခဲကြမ်းတမ်းတဲ့တော်လှန်ရေးကာလမှာပါတီကိုစူးစီးအောင်လှုပ်ဆောင်နိုင်တဲ့အတွက်뇌ဦးတော်လှန်ရေးတစ်ခုလုံးအတွက်ခွန်အားဖြစ်ကြောင်းပြောကြားလိုပါတယ်ဟုယာယီသမရကဆိုပါတယ် NLD ကောင်းဆောင်များသည့်စစ်အာဏာရှင်အဆက်ဆက်ဤနှိမ့်ဆက်ညှဉ်းပန်းမှုတို့ကိုစိတ်သက်သက်တည်အပြည့်နဲ့ရင်ဆိုင်ဖြတ်တန်းခဲ့ကြပြီးအထူးသဖြင့် NLD သည်ပြည်သူအကျိုးစီးပွားကိုသာအစဉ်တစိုက်ရှေ့ရှုခဲ့ကြောင်း NLD အနေဖြင့်အချမ်းမဖတ်တော်လန်ရေးလမ်းစဉ်တွင်မြင်းမြန်ခဲ့တဲ့ကဲ့သို့ပြည်သူလူထု၏သဘောထားများကိုလည်းဤသည့်အခါတွင်မှလွန်ဆန်းခဲ့ခြင်းမရှိကြောင်းယခုနှစ်ဦးတော်လန်ရေးတွင်လည်းပြည်သူလူထု၏သဘောဆန္ဒကိုလှစ်လူရှုခြင်းမရှိဘဲ NLD ကောင်ဆောင်များနှင့်ပါတီဝင်များသည်ကြားရအခမ်းအနားတွင်ပါဝင်ဆောင်ရွက်နေကြောင်းယာယီသမရကဆိုပါသည်